ဟုတ်လားပရောအခုလိုရေးခံရတဲ့ပုံပါပြောရရှိဒါနိုင်ငံသားအခွင့်အရေးတွေပေါ်ဆုံးကျုံနေတာပေါ့နော်အဓိကတော့ဒီလူ့အခွင့်အရေးဆိုတာကဟိုတနိုင်ငံလုံးအတိုင်းအတာနဲ့လက်မှတ်ထိုးပြီးသားဟုတ်လားဒီလူ့အခွင့်အရေးပိုက်ဆက်ခွန်ပါဆိုရင်တရင်အချက်နဲ့ဖြန့်ဝေတာဒါဥပဒေနဲ့ညီဆုံးတယ်ဆိုရင်ဒါနိုင်ငံသားအခွင့်အရေးတွေကိုမရသေးဘူးဒီမိုကရေစီအခွင့်အရေးတွေဆုံးကျုံနေတယ်လို့ဒါယူဆမှာပေါ့နော်

ဲ့လိုမျိုးဟိုခံဝင်လေးပြုတ်ခဲ့တဲ့အတွက်ကြောင့်ဒါဟိုအာမခံပြေးလိုက်တာပေါ့